ယောဂီဓမ္မမိတ်ဆွေသူတော်ဆောင်သူတော်ရှင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဥစဉ်ကတော့ဟိတေတိဆရာတော်ပါ။တရားမတ်တေတရားမတ်တေဆိုတာသတိပဋ္ဌာန်လမ်းတလန်းလေးပဲမှတ်ရတာပါ။သတိပဋ္ဌာန်သုံးပါး ဧကာယေနောအယံဘိခဝေမဂ္ဂောသတ္တနံဝိသုဒ္ဓိယတဲ့ဝိသုဒ္ဓိဖြစ်ဖို့အတွက်တလန်းဒီကရှောက်ရပါတယ်တဲ့အဲ့ဒီလမ်းကတော့သတိပဋ္ဌာန်လမ်းပါတဲ့သတိပဋ္ဌာန်လမ်းဆိုတာသတိပဋ္ဌာန်တရား၄ပါးရှိပါတယ်ကာယဝေဒနာစိတ်တဓမ္မလို့သတိပဋ္ဌာန်တရား၄ပါးရှိပါတယ် ကာယ ानु ပသနာသတိပဋ္ဌာန်ရဲ့ဝေဒနာ ानु ပသနာသတိပဋ္ဌာန်ရဲ့စိတ်တ ानु ပသနာသတိပဋ္ဌာန်ရဲ့ဓမ္မ ानु ပသနာသတိပဋ္ဌာန်ရဲ့ပဲဖြစ်ပါတယ်အဲ့ဒါကကိုရောကကာယ ानु ပသနာကို ရှုမှတ်တဲ့ယောဂီမှာမနဲ့မိုးလင်းတာနဲ့မျက်လုံးဖွင့်ရင်ဖွင့်တယ်ထားဖို့အားပြုတယ်နော်ရှင်တောင်ကိုမတင်တယ်ဟုတ် ကိုယ်တိုင်စေဘူးကိုကိုင်းတယ်ဖီးတယ်ညစ်တယ်အပွက်တန်ရောက်တယ်ထားတယ်ညာလန်းတယ်ပေလန်းတယ်ယေရှုခံတကားကိုကိုင်းတယ်ဆွေးဖွင်းတယ်ရေခွက်မှာရေထေးတယ်သိပေးနေရတာပေါ့နော်ကိုလှူရှားသမျှ action activities daily activity တွေကိုကိုကသိပေးနေရတာပေါ့အဲ့လိုသိပေးနေတာမှန်နေပြီ ဲ့ဒီမှာဘေဟာမတဲ့လေဘေဟာဖြစ်တဲ့လေဆိုတော့ကြာမှာကိုကပဋ္ဌန်းလေးတွေဗာလေးတွေရွတ်လိုက်တာတို့မလုံးရဘူးနော်အဲ့ဒါမလုံးရဘူးဘာဖြစ်လို့လဲဖေဟာမကောင်းဘူးလားပိုမကောင်းဘူးလားမကောင်းပါဘူးမြတ်စွာဘုရားအဲ့လိုမညွန်တာဘူးနော်သတိပဋ္ဌန်းတရားလုတ်တဲ့ယောဂီကသတိပဋ္ဌန်းကိုပဲလုံးရမှာဖြစ်ပါတယ်သတိပဋ္ဌန်းအဲရှင်ပြီးတော့ ဘာမှမလုပ်ရပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့စိတ်ကိုလိလာနေတာဖြစ်ပါတယ်ကိုတို့ကကာယ ानु ပသနာပဲဆိုဆိုဝေဒနာ ानु ပသနာပဲဆိုဆိုစိတ်တ ानु ပသနာပဲဆိုဆိုဓမ္မ ानु ပသနာပဲဆိုဆိုကိုယ့်ရဲ့စိတ်အတိတ်ကိုတွတ်မတော့အောင်အနာဂတ်ကိုတွတ်မတော့အောင်လေ့ကျင့်နေတာဖြစ်ပါဖြစ်တဲ့အတွက်ဖန်ဘုတ်တွေလေမလျှော့ရပါဘူးเนาะ ပထန်းလေးမရောရပါဘူး။ဘာဖြစ်လို့လဲဖေ။ပထမ်းရွတ်တာနဲ့တရားမက်မမဲရတော့ပါဘူးမဲလို့မရဘူးဖြစ်တော့မယ်တရားနဲ့ဝေးတော့မယ်သူကတလန့်ကို သူကဘေလန့်တော်ဆိုတော့လူတွေကိုရွှေရွှဲဖို့အတွက်မြတ်စွာဘုရားပထမ်းကိုစင်ကျင်ခဲ့တာလေနော်ပြောမယ်ဆိုရင် ပထမ်းရဲ့အတိတ်ဘေကအတိတ်ဘေကို စင်ကျင်ယုံပဲလေ အဲ့ဒါကဖျားဖြစ်ပြီးမှဆင်ကျင်တာရွရင်အန်ဒီကိမဲဟိုဟာဒီဟာအကုန်ရှုပ်ကုန်မယ်အကုံလုံးကအန်ဒီကိင်းပြီးသားကသတိပဋ္ဌာန်တရားရှိနေရင်အန်ဒီကိင်းပြီးသားပဲအန်ဒီကိင်းကျင်တယ်ဆိုလို့ရှိရင်နေနေကြားမှာနှလုံးသွင်းလို့ရတာတခုရှိပါတယ်အန်ဒီကိင်းတော်မူသောမြတ်စွာဘုရားအန်ဒီကိင်းတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားတော်မှာတကယ်တမ်းဆိုရင် အန်ဒီသိမ့်မကင်းခဲ့ပါဘူး အဲ့ဒါတွေလေပညာပေါ်လာမယ့်အကြောင်းအရာတွေပါပဲကိုပြုလုပ်ခေးတဲ့ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ပြန်ပြီးတော့ခံစားရမှာပါပဲအဲ့ဒီခါငါမဟုတ်ဘူးဆိုလို့မရဘူးလေအဲ့ဒီအစင်းကိုကြော်လွန်ပြီးမှလွန်မြောက်မှ အောင်မြင်မှပညာအစင်းကိုရောက်မှာဖြစ်ပါတယ်နော်တရားဆိုတာသီလသမာဓိပညာသီလဆိုတာ ငါးပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလ928ပါးသီလဂတိ9000ကျော်သောသီလကိုပြောတာမဟုတ်ပါဘူးအမှန်တကယ်ဆိုရင်နော်သံမဝါစာတရားနဲ့ပတ်သက်ပြီးတော့ပြောရမယ်တရားရရေးအတွက်ပြောရမယ်တရားရနိုင်ရေးအတွက်မပြောနိုင် မပြောတတ်သေးရင်မပြောနဲ့သီလကျုပ်ပေါက်တယ်လို့ခေါ်ပါတယ်စကားသည်သီလမဲ့ခင်ကို ဖြည့်ဆည်းပါတယ်သံမဝါစာ ။တမ္မာကမ္မန္တကောင်းစွာအားထုတ်နေတာတမ္မာကမ္မန္တတရားရဖို့အတွက်သတိဆက်ဆက်ဖို့အတွက်ကြိုးစားနေတာ။သံမုတ်တွေရွံ့နေတာမဟုတ်ဘူး။ကြားမဝင်လို့မရဘူး။ပဋ္ဌာန်းတွေလည်းမရဘူး။ပရိတ်တွေလည်းမရဘူး။ကြိုတင်ပြီးတော့ရွတ်တာရတယ်အဲ့ဒါဆိုရင်တရားမမက်ခင်ကြိုတင်ပြီးတော့ပရိတ်ရွတ်တာကြားမှာထွေလာမဝင်ပါနဲ့ကမ္မထမ်းမရော့ပါနဲ့ဆိုတာဒါကိုပြောတာအခုက ွဲလေးဝင်လေးနဲ့လေးရောပြန်တယ်။နောက်ပါလေကိုကရဲနေရင်နဲ့လေးထွဲလေးဝင်လေးမဲရှင်လေးမဲလိုက်ပြန်တယ်။အဲ့လိုမရောရဘူး။သတိပဋ္ဌာန်လမ်းဟာတလမ်းလေးပဲ။ဧကယနောအယံဘိကဝေမေဂောသတ္တနံဝိသုဒ္ဓိယတဲ့။အဲ့လိုရောဆက်နေလို့ကြာနေတာ။လူတွေကအများကြီးလိုချင်တာလောဘ။ဘလို့လိုချင်လဲ။ဖုန်ကြီးတစ်ပါးကိုယဟန်တာလေးဖြစ်စေခြင်းနဲ့ဗီတိကဲသုံးဖုန်လေးဆောင်စေခြင်းနဲ့အဲ့လိုမရဘူးเนาะ တရားရတဲ့ဘုံကြီးကဗီတီကန်သုံးပုံမဆောင်နိုင်တော့ဘူးမဟုတ်ရင်ကြိုတင်ပြီးတော့ဗီတီကန်သုံးပုံဆောင်ထားဗီတီကန်သုံးပုံဆောင်ထားတဲ့ဘုံကြီးကလည်းတရားမဲ့ချင်အောင်မှတရားမဲ့ဖို့ဆိုတာမလွေဘူးဖြစ်တော့ပြီဘာဖြစ်လဲဆိုတော့ तू ကတလန့်လေတက်တက်တလန့်ဟိုကတလန့်လန့်မတူဘူးเนาะပရိယတိသာသနာပฏิပတ်တိသာသနာဆိုပေမဲ့နှခုလုံးပေါက်လုံးလို့မရဘူးလားဖရာဟို ။နှုံးစိန်ဘွားမှာတော့ရတယ်ပေါ့။နေ့နေ့ပထမလေးကျင်းစားမှာတော့ရနိုင်တယ်။နောက်မြင်းလာတဲ့အခါမရတော့ဘူး။ဥမစာလေးဖတ်မယ်၊တရားလေးမှတ်မယ်။အဲ့လိုမရဘူးနော်။ပြောတဲ့အခါလွေတာနော်။အဲတရားမှတ်တဲ့အခါစာတွေအကုန်ပေါ်နေတာ။